်ရင်ကပ်ဘေးဆိုးကတော့ကျွန်တော်တို့အများသောအများစုကအစ္စလမ်ဘာသာဝင်တွေတောက်တာနေလည်းဖြစ်ပလီတွေကလည်းယူရင်းပျက်စီးနေတဲ့အပေါ်မှာအများစုခံရတာပေါ့နော်ဒါကလည်းတနည်းတစ်ဖက်ကကြည့်မယ်ဆိုရင်အစ္စလမ်ဘာသာဝင်တွေအဓိကခံရတာဒီဒီနှစ်ပေါင်းများစွာဘာသာရေးလွတ်လပ်ခွင့်ကိုချိုးဖောက်ခဲ့တဲ့အာနာရှင်တွေကြောင့်ပြောရမှာပေါ့နော်သူတို့ဟာဒီ KTB တွေမာဆက်တွေဘလောက်ပဲဖွင့်ဖွင့်ဖွင့်ပြုနေမယ်ပလီတွေသူ့ရင်မယ်ဆိုရင်တော့အများအားခံကွက်ပါတယ်နောက်တစ်ခုကဒီမဘာတာတွေပေါ့နော်အမျိုးသားကြီးအစွန်းရောက်တွေပေါ့အမျိုးသားကြီးလို့ပြောရတာတော့ဘုမတနပါတယ် ခေတ္တညာဆက်အာနာရှင်အလိုကြဆွံ့ရောက်ပြတဲ့လူတစုပေါ့နော်အဲ့တော့အဲ့လိုလူတွေကကျွန်တော်တို့ပလီတွေပြင်ပလီတွေဝတ်ကြောင်းတော်လေးတွေတန်တန်ရှင်းရှင်းလုပ်ပြင်လို့အများအားကန့်ကွက်တဲ့ဒုက္ခပေးတယ်ပလီတွေချိတ်ပဲအောင်လုပ်တယ်အာနာပိုင်တွေနဲ့ကျွန်တော်တို့လှည့်တိုက်တယ်ပေါ့ဆိုတော့အဲဒီလိုဖြစ်တဲ့ကြောင့်အစ္စလာမ်ဘာသာဝင်တွေအများစုထိခိုက်နာကျင်သိဆုံးမှုတွေပျက်စီးမှုတွေပေါ့နော်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်ပေါ့ပလီစရာအစ္စလာမ်ဘာသာရေးခေါင်းဆောင်တယောက်ပြောတာတဲ့စကားငါလျင်လှုပ်လို့ ပြေဝကြပျက်စီးပြီးဘေးဒုက္ခရောက်ရတာကိုစစ်အာဏာရှင်တွေနဲ့မဘာသာဆုံးရောက်တည်ကြောက်ပါတဲ့အမျိုးသားရေးလို့ပြောရမှာတော့တဏပါရဲ့တဲ့ဘာသာရေးကိုလူမျိုးရေးကတိတ်ကိုအကဲဆက်တဲ့အတွက်တတ်နိုင်တလားထိလျက်ရှာလဲအကြောင်းရရေပေါ့တိုးတိုးတက်တက်ပြောရတယ်ကျမစကားအများကြီးပြောတတ်တယ်လွန်ခဲ့တဲ့69ဘဝကတော်ခဲ့တဲ့ဖေနဲ့မေဘပါတပြီးငိုရလောက်တဲ့အထိမျက်ရည်ပေါက်ပေါက်ကြောင်ကျမပြောတတ်တယ်ဒါပေမဲ့ ဘာသာရေးလူမျိုးရဲ့အကဲဆက်တဲ့အတွက်ခင်ဗျားတို့ကိုကျွန်မသတိပေးမယ်လက်ရှိကတဘာဝဘေးဖြစ်နေတာကပ်ဘေးဖြစ်နေတာတဘာဝဘေးကပ်ဘေးဖြစ်နေတဲ့အချိန်မှာခင်ဗျားတို့လူမျိုးရေးဘာသာရေးမိမမွေးပါနဲ့လူမျိုးရေးဘာသာရေးအကဲမဆန်းနဲ့လူမျိုးရေးဘာသာရေးပြိပက္ခဖြစ်အောင်မဖန်တီးနဲ့သတိပေးရဒီလိုစကားမျိုးကိုတခြားသောဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ယဟန်တန်ကတပါးကပြောကြည့် တကဘာလုံးကဘာဖွဲ့ညာဖွဲ့ဘာညာဖွဲ့ဆိုတဲ့ဟာကြီးအကုန်လုံးဝိုင်းပြီးဥကြအာကြနေမယ်။နော်ခင်ဗျားတို့ပလီပြည်ကပြုတ်ပြင်ခွင့်မရလို့ငလှင်ကြောင့်ပြုတ်ပြင်ခွင့်မရလို့ပြုတ်ရဲဆိုရင်ဆောင်းလက်ဆတိုက်ကြီးကြီးတအသက်ဆက်ဆက်တိုက်ကြီးမစိုးရင်တိုက်တဲ့မှာဆိုလို့ရှိရင်လည်းတကယ်ရခိတာအကြောင်းဆောင်အကြောင်းဆောင်အတိတ်ကြီးပြိုကြပျက်စီးတာခင်ဗျားတို့ဘာပြောမလဲ။အားလုံးကငလှင်တဲ့ကြောင့်နော်ကျမတို့ ဘုရားဘာသာဝင်တွေမှာဆိုရင်ကျေးမှုသာသနာရှေးဟောင်းယူကျေးမှုအမွေနဲ့လဲမြေတွေဈေးတီးတွေနောက်စကိုင်းမှာဆိုလို့ရှိရင်လည်းဆုံးပုံရရှင်ဈေးတော်မြေကောင်းမှုတော်ဈေးတော်ဗဒံဘုရားပထိုးတွေကျက်စီးဆုံးရှုံးရနေတဲ့အချိန်မှာခင်ဗျားတို့ဘာသာရေးမမွေနေနဲ့နော်ခင်ဗျားတို့ဘာသာရေးမမွေကြနဲ့ဒါပလီစရာဆိုတဲ့ကောင်ရဲ့ပြောသွားတဲ့စကားဒီလိုစကားကြတော့ထိုင်းကဘုံကြောင့်မျိုးညက်ငတ်စီစောက်ပေါက်ပိတ်နေတယ်ကလားဆိုရင်ရှိသမျှမအေးနှမသမီးအကုန်ပေးပြီးပေါင်းနေရအပေါက်မထွက်ရဘူးပါဇက်ကမဟုတ်ရင် เนาะကျမတို့ဆိုလို့ရှိရင်တော့ဟာငလီလောက်တာတော့မှနိုင်ငံရေးအမြတ်ထုတ်ပါတယ်ဆိုပြီးမိမလုံးမိမရအောက်တန်းစားစိတ်တက်နေပြောကြတယ်เนาะဒီကကျမအမျိုးတွေလာပြတယ်ငစီကဒီလိုပြောနေတယ်စာမတက်ပင်မတက် straight adder ဆိုတာလည်းဘာမှမသိအစိုးရတရားတည်ဝင်ဖြစ်တယ်မို့ legitimate legitimacy ဆိုတာဘာမှမသိ straight on နေချောက်တော့ဘာမှမသိ social contract ဆိုတာဘာမှမသိတယ်စောက်ကျင်နဲ့စောက်စင်လူရာသွင်းပြီးစကားတွေထည့်မပြောဘူး ျမရဲ့အကောင့်ထဲမှာကျမရဲ့ဟောပေါ်မှာအဲ့ဒီလိုဘုံကျုံမျိုးညစ်တွေအစ်စ်မရှိအတမ်းမရှိတဲ့စောက်ခွက်တွေကိုမတင်ဘူးရုပ်မြင်ပြီးအတန်ကြားရတာကြက်တွေအထပြားတုံးလုံးလို့နော်အဲ့ဒီဘက်ထဲမှာလေကျမနားထောင်လာဆိုရင်တက်ကောင်ပြီးမျိုးရဲ့နောက်သိရဲ့အကိုနိုင်နိုင်အောင်ဒေါ်အိုင်းကြီးဒေါ်အိုင်းကြီးတော့အရင်တော့အရင်ဆဲလို့နားမထောင်ဒါပေမဲ့အဲ့ဒီဒေါ်အိုင်းကြီးမှာစစ်မှန်တဲ့နှလုံးသားရှိသူယုံကြည်ရဘက်ကိုသူရက်တည်တယ်သူရက်တည်မှုပေါ်မှာသူစိတ်တက်ကစစ်မှန်တယ် သူနဲ့ကျမနဲ့ယုံကြည်ရခြင်းရည်တည်ချက်ချင်းမတူဘူးဒါပေမဲ့ကျမရဲ့ရည်တည်ဘက်ပေါ်မှာကျမရဲ့ယုံကြည်ရပေါ်မှာကျမတို့နှလုံးသားကဖြူစင်တယ်ကျမတို့စိတ်ဓာတ်ကဖြူစင်တယ်အဲ့ဒီလိုပဲမအားရင်းတည်လေသူ့ရဲ့ယုံကြည်ရသူ့ရဲ့ရည်တည်ဘက်ပေါ်မှာသူ့ရဲ့စိတ်ဓာတ်ကဖြူစင်တယ်သူ့အယုခံသူလုဆောင်ဒါကြောင့်မို့လို့အဲ့ဒီဘုံကျုံမျိုးကြီးတွေဟိုဘက်အုပ်စုကဆိုရင်ဒီလူတွေတော့ပဲကျမနားထောင်တယ်ကျန်တဲ့ဟာတွေဆိုလို့ရှိရင်ခေါင်းထဲမှာစင်းရင်ကိုတင့်ထားနော်ငါစီလို့စာမတက်ပြင်မတက်ဆောက်စင်ရတော့ဝေးရောတချို့ကြတော့စာတက်တယ်ဘွဲရတဲ့ဒီတန်းကြီးရတယ်အတက်ကျူးပြီးဘလူးဖြစ်နေကြတယ်နော်ဒေါက်တာမြဝီကြီးဆိုတဲ့အမျိုးသမီးကြီး ငါတို့နိုင်ရင်ဘောမတွေချားနေတဲ့တာကိုအကုန်တက်ပြင်မယ်ဒီလိုပြောတယ်နော်ဆိုတော့ကျွန်မလည်းမတက်ဘူးလို့ခေါ်တယ်အသက်ကျိုးလို့ဘယ်လိုဖြစ်နေကြလဲဟောအဲ့ဒီဟာတွေကိုနောက်နောက်ကျွန်မကိုလာမကြပါနဲ့ကျွန်မလို့လေဆိုလို့ရှိရင်ကျွန်မတခါရမ်းမြစ်တာရထားပါတယ်နော်အခုလိုမျိုးငလင်တန်ဖြစ်တာတောင်မှနော်စစ်အာဏာရှင်ကြောင့်မလို့မဘာသာအဆုံးရောက်တွေကြောင့်မအမျိုးသားရေးသမားတွေကြောင့်မဆိုပြီးတော့ဘာသာရေးမင်းမွေးနေတဲ့အစ္စလာမ်ဘာသာဝင်ကောင်းဆောင်ဗလီစီယာရဲ့ပြောဆိုမှုကြတော့အဲ့ဒီခိုင်းကောင်ဖုံးမျိုးမျိုးမြစ်တွေအပေါက်တွေပိတ်နေကြတယ်။နော်ဆိုတော့မင်းတို့ ်ငယ်ငယ်ကအတူရှက်ပြဲနေထိုင်ရေးလို့ပြောတယ်ဘာသာဘာမှချစ်ချင်ညီညွတ်ရေးလို့ပြောတယ်ခလာလိုရိုးရိုးရှင်းရင်းပြောမယ်အလီချင်းလားကြားဘူးလားအလီချင်းလားအလီချင်းလားဗာပြောခဲ့ငင်းကျဲမှုမတူအယူဆမတူဘာသာစကားမတူတဲ့လူအတိုင်းဝါချင်းနှစ်ခုပါအတူရှင်တွဲနေနိုင်ကိုမဖြစ်နိုင်ဘူးဆိုပြီးတော့အလီချင်းလားကိုခတ်ထားပါတယ်စစ်ပီမွန်ဂိုစစ်ပီဂျင်ချစ်ခန့်နော်တကဘာလုံးကိုဖတ်သိမ်းခဲ့ဂျင်ချစ်ခန့်လူကြီးတူပေမဲ့ အယူဆခြင်းယဉ်ကျေးမှုခြင်းမတူတဲ့အတွက်လူတွေကိုတဲ့ဘာလာလာတတ်တမတ်ထဲအုပ်ချုပ်လို့မရပါဘူးတဲ့အဲ့ဒီကြီးစနေအဲ့ဒီကြီးဝါဒနဲ့သူတကဘာလုံးကိုပတ်ပြီးအုပ်ချုပ်သွားတယ်ဆိုလိုချင်တာလူချင်းတူပေမဲ့ရည်ရွယ်ချက်ချင်းယဉ်ကျေးမှုခြင်းမတူဘူးဒန်းတို့အခွင့်အရေးတွေဆိုတာလူချင်းတူပေမဲ့ရည်တူချက်ချင်းမတူဘူးနော်ဆိုတော့ဘာသာပေါင်းကိုချစ်ချင်ညီညွတ်ရေးခဏတို့ပြောတယ်ငိတ်ချမ်းစွာအတူရှင်တွဲ့နေထိုင်ရေးပြောတယ်မြန်မာနိုင်ငံမှာဒီကကိုယ်ပဲတဲ့ဘာသာကြီးလေးခုရှိတယ်ဘုရားဘာသာဝင်တွေကိုယ်ပဲတဲ့ဖျားစစ်တွေပထုခရိယဘာသာဝင်တွေချက်ချင်းဟိန္ဒူတွေကိုယ်ပဲတဲ့ဖျားချင်း မိသူမဆိုလက်လက်စာတွားလာခြင်းရှိမိသူမဆိုလိလာခြင်းရှိကျမတို့ကိုယ်ခဲ့တဲ့ဗုဒ္ဓဘာသာမှာဆိုရင်လားလဲပါကြည်လဲပါကိုယ်တိုင်ဆက်စစ်လိလာကြည့်ပါဆိုပြီးတော့အဲ့ဒီပတ်ဒီပေါ်ခုံတော်နဲ့ပြည့်စုံတော်မူတယ်ဒါပေမဲ့ကျမ်းတဲ့သုံးဘာသာဒီလိုဖြစ်နေတယ်အစ္စလာမ်ဘာသာဝင်တို့ဘယ်လိလဲခင်ဗျားတို့တွားလာခွင့်ရသလားလိလာခွင့်ရသလားဒါဆိုရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးပြောပြီးအတူရှင်တွဲလို့မရဘဲနဲ့ဆုံးပြူဖြစ်နေတာဘသူတွေလဲခင်ဗျားတို့စဉ်းစားကြည့် ငလျင်ဘေးသဘာဝဘေးကိုအကြောင်းပြပြီးတော့ဘာသာရေးလူမျိုးရေးအမျက်ထုတ်ဖို့တော့ခင်ဗျားတို့မစင်စားနဲ့နော်ရှင်းပါဆိုလို့ရှိရင်ဥပမာအန်ဒီနာယကသူရဥတင်ကိုနေမကောင်းလို့အစ္စလမ်နေမွတ်စလင်နေကောင်းလို့တော့ဇေဒီတော်မြတ်ကြီးပေါ်မှာတက်ပြီးတော့အလာဟောခဲ့စကိုင်းတောင်ရိုးမှာဇေဒီပထိုးတွေများစွာရှိပါလေနဲ့ဘာကြောင့်ကောင်းမှုတော်ဇေဒီကိုရည်ရတယ် ကျမတို့မြန်မာနိုင်ငံမှာဖျားစီဒီပထိုးတော်တွေများတာရှိတယ်ဟောတတ်တော်ဆွဲတော်တွေပေါ့ကျမတို့ကေမာဆိုလို့ရှိရင်လေးလူတက်ပြီးရွှေဆန်တော်ရှိတယ်ဟောပြီးဆွဲတော်ဆိုနှစ်တိုင်း ANC သားတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆွဲတော်အကုန်လုံးထဲမှာဆွဲတော်စစ်တာကောင်းမှုတော်တဲ့တချို့တမိုင်းစာပြီးအထောက်ထားတွေမှာအဲ့ဒီအထောက်ထားရှိမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ဈေးဒီပထိုးတွေထဲမှာဆွဲတော်စစ်တာကောင်းမှုတော်ဆိုရက်တမိုင်းထောက်ထားရှိအဲ့ဒီလိုကတမိုင်းအထောက်ထားရှိတဲ့ဆွဲတော်အစစ်ဈေးဒီတော်မျက်ကြီးပေါ်မှာဘဘဦးတင်ဦးကိုအလာအရှင်ရဲ့အမိတ်နာမတော်နဲ့ဆိုခဏတော့အလာအလာတော့ဟဲ့ ခင်ဗျားတို့ပြောသလိုစစ်အာဏာရှင်တွေမဘာသာအစွန်းရောက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာတည်းကပွဲကြီးပွဲကောင်းနှိုးခဲ့ရမှာတင်ချာတယ်။ဒါဆိုရင်ဘုရားဘာသာဝင်တွေကသိခံတယ်။လွတ်လပ်ခွင့်ခင်ဗျားတို့ကိုပေးထားတယ်။ Religious freedom ခင်ဗျားတို့ကိုပေးထားတယ်။ဒါဆိုရင်ခင်ဗျားတို့ကကျမတို့ကိုးကွယ်တဲ့ဇေဒီပထိုးပေါ်တက်ပြီးတော့အလာလို့អော်ရင်ခင်ဗျားတို့ဗလီရဲကိုကျမတို့ကသွားပြီးတော့နော်ကျမတို့ကိုးကွယ်ရအရဟန္တာတဆူဖြစ်တော်မူသောနော်တပ်ပင်တပ်ပင်ယူတာမြတ်ဗုဒ္ဓတမတန်ဗုဒ္ဓဗုဒ္ဓ နော်ဝိသမီတော်ညာထုတော်မှာညာထုရှိပြဆရဏမီတော်သင်္ကန်းကြီး၄၅ပါးပြည့်စုံတော်မူသောမြတ်ဗုဒ္ဓဆိုပြီးကျမတို့ဂုံတော်ကွန်ချာပွားပြီးရုပ်ဖက်ပူဇော်မယ်ရမလားခင်ဗျားတို့ဥတည်ဦးညီမကောင်းတာအကြောင်းပြပြီးတော့ဇေဒီတော်ကောင်းမှုတော်ဇေဒီတော်ပေါ်မှာအလာလာအော်သွားအလာကိုဂုံတော်ဖက်သွားဒါဆိုရင်ခင်ဗျားတို့ပလီရဲမှာလာပြီးကျမတို့ကဂုံတော်ကွန်ချာလာရုံမယ်တော်ဘဂဝါဣတိပိအတန်အတန်ဝရတော်ဘဂဝါဧရန်တံတရဏံကိစ္ဆာမိဧရန်တံတိရသနမမိဗဒမောဝေဇိယဘဂယောတော်ဘဂဝါဣတိပိအတန်ကျမတို့လာရုံမယ်ခွင့်ပြုပေးမလား တကယ်တမ်းအစွန်းရောက်ရဘသူတွေလဲလွတ်လပ်စွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ခဲရင်းနေတာဘသူလဲဆိုတာခဏတို့ကိုယ်တိုင်စဉ်းစားခဏတို့လူမျိုးရဲ့ဘာသာရေးလူပေါင်းဝါနေကြတယ်ခဏတို့အကြိုက်တာကိုလွတ်လပ်စွာကိုယ်ခွဲခွဲပြုထားတယ်နော်ဒါပေမဲ့တခြားဘာသာကိုလွတ်လပ်စွာဆော်ခါခွင့်မရှိဘူးလွတ်လပ်စွာဆော်ခါလို့မရဘူးနော်ဆိုတော့ဒီစကားကိုထပ်ပြီးပြောမယ်ငလင်တန်ကြောင့်ပလီကြီးပြိုကြပျက်စီးလို့ငလင်တန်ကြောင့် ဗုဒ္ဓဘာသာတွေဖျားစီတွေပထိုးတွေတက်စီဆုံးရှုံးရတယ်ဒီတာကိုတော်မှနော်စစ်အာဏာရှင်နဲ့မဘာသာအဆုံးရောက်တည်အမျိုးသားရေးလို့ပြောရမှာတဏှာပါတယ်ဆိုရယ်ဗလီဆရာဆိုတဲ့ကောင်ရဲ့ပြောဆိုမှုတားဘလောက်တန်းကြနေတယ်လဲဆိုတာဘသူတွေဆုံးရောက်နေတယ်လဲဆိုတာခမရို့ကိုယ်စဉ်းစားပါ